အဲသူနဲ့ပတ်သက်ပြီးစာတော့ဥပမာတစ်ပုဒ်လောက်တွက်ကြည့်မယ်။မေခွင့်ရင်ဘာကြည့်ပါလောက်ကလည်းပြုသက် a a,2,2 20ဆိုရီဆရာမရေးရမှာ5,5 Sorry ဆရာ5 sorry ဆရာ5 sorry ဆရာ5 sorry ဆရာ5တော့ဘာပြစ်ကြောင်ပြရလဲကော်လီနီယာပြစ်ကြောင်ပြခြင်းဘာလောက်ရမလဲဗတာတကူဟာကြံဗတာရဲ့ဂိမ်းဒီအစားနဲ့ညီရမယ်အဲ့ဒီမှာဘာတော့ရှိရမလဲ common by ဘုံအမှတ်တော့ပါเนาะဆိုရင်ဒါဆရာတို့ကြိုက်တယ်လို့ပြောခွင့်ရှိတယ် AB ဘတာက KBC ဘတာလို့လည်းပြောခွင့်ရှိတယ်ဒါမှမဟုတ်အဲ့လိုမပြချင်ဘူး AB ဘတာကြီးကသူ K AC ဘတာဆိုလည်းရတာပဲဒါမှမဟုတ်ဆရာတို့ကဟို BC ဘတာကြီးကသူ K AB ဘတာဆိုလည်းရတာပဲကြိုက်တယ်လို့ကိုပြောပါတော့เนาะဟိုဘယ်လိုမျိုးကိုပြလို့အဆင်ပြေလဲအဆင်ပြေသလိုပြလို့ရတယ်ဒါမဲ့ပြတဲ့ဒီအခုဆရာရေးတဲ့၃ချက်မှာဒီကေတာမောကတော့သူ့မှာ မဟုတ်ဆရာယူတဲ့ဖတ်တာတွေမတူအစမတူဘူးပေါ့နော်ဒါ AB နဲ့ BC နားရှင်တဲ့အစနဲ့ AB နဲ့ AC နားရှင်တဲ့အစမတူဘူးလေအဲအဲ့လိုမျိုးတွေဒါ K အစဖြစ်တဲ့ဒီ K တံပေါ်တော့တူချင်မှတူမယ်ဒါမဲ့ဆရာတို့ဘာဖြစ်ရင်ရပြီ common point နဲ့ဘုံအမှတ်ပါတဲ့ဖတ်တာနှစ်ခုဖြစ်ရင်ရပြီအဲ့တော့ပေါ်နေမှာတော့ဆရာတို့ဘာတွက်လိုက်လဲဆိုတော့ AB ဖတ်တာတွက်လိုက်တယ်နောက်တော့က BC ဖတ်တာတွက်လိုက်တယ်အဲ့တော့ဒါ position vector ကိုသုံးပြီးအောင်မယ်လေ AB vector ဆိုဘာလဲဘာနောက်လဲအနောက်ရဲ့ရှေ့နောက်တယ် OB vector minus OA vector အဲ့တော့ point ကိုဗတာဖြစ်ပြောင်းရေးလို့ရတယ်เนาะဒါကြက်သလိုရေးခွင့်ရှိတယ်ဒါကို column vector ပုံစံနဲ့ရေးတာအကယ်အဲ့လိုမရေးချင်ဘူး standard unit vector ဖြစ်တဲ့ angle g ကကီကနဲ့လည်းရေးလို့ရဒါပေမဲ့ angle g ကကီကနဲ့ကြောင့်ရေးရလျှောက်တယ်လीเนาะလက်ပေါက်ကတော့ရေးရတာနည်းနည်းဟလားအဲ့တော့ဒီ column vector ကရှင်းနေရှင်းတာမလို့ဒီလိုပဲဆရာရေးတယ်အဲ့တော့ ab vector ကိုသူ ob vector minus oe vector ဘာချင်းနှုတ်နှုတ်မလို့ဆိုတော့ a ချင်းနှုတ် y ချင်းနှုတ် z ချင်းနှုတ်အဲသူဖြစ်ရတယ် ရှားပီစီဘတာရှားလိုက်တယ်ပီစီဘတာဆိုဘာလဲဘာနောက်လဲ OC ဘတာ minus OB ဘတာအဲ့တော့ရှား BC ဘတာလို့ခြင်းဘာလဲဘာနောက်မလဲ OC ဘတာ minus OB ဘတာနော်အဲ့ဒီမှာရှားလို့ရှားလိုက်တဲ့အခါမှာ OC ဘတာဆိုတော့ဒီမှာ OC က255နော် OB ဘတာကဒီမှာ233ပါနော် နှုတ်လာတဲ့သူကအဲ့တူတူရအဲ့တော့ရှားဘယ်လိုလုပ်လိုက်ရမလဲဒါဆိုဘယ်လိုမျိုးလုပ်လို့ရလဲတဘောကဒီမှာ BC ဘက်တာကိုနှစ်ပိုင်းနှစ်ပိုင်းနဲ့မလုပ်လိုက်မျှလိုက်မျှလိုက်ရင်အဲ့ဒီဖြစ်ရဒီ41ဆိုတဲ့ AB ဘက်တာမရလားလားနော်ဒီမှာတော့ဘယ်လိုလုပ်လာမလဲဒီမှာကသူကနှစ်ပုံထုတ်လာတူတူပဲပါနော်နှစ်ပုံထုတ်လာတဲ့ရှားတော့ဘာကြံပေါ်ဝမ်းကြံအဲ41ကဘာနဲ့တူလဲ AB ဘက်တာနဲ့တူတယ်ဒါဆိုရှားဘယ်လိုရောက်ရပြီလဲ BC ပဒါက AB ပဒါရဲ့ဘယ်နှစနှစလို့ရပါတာเนาะဟိုဒါဆရာအခုဒီမှာပြတော့လို့ကအကယ်အဲ့လိုမပြချင်အကယ် AB ပဒါပြောမယ်ဆိုဘာဖြစ်မှာလဲ AB ပဒါဆိုရင် BC ပဒါရဲ့ဘာပြောရမလဲတဝက်ပြောရမှာလေဆိုလိုချင်တာကေတံမိုးတူမလားကေတံမိုးတော့မတူတော့ဘူးအစားတော့တူတာမတူတော့ဘူးလေအဲ့တော့ကျဲသလိုလုပ်ပါ common point ပါရင်ရပါပြီဒီမှာ common point ပါတယ်လေဒါကြောင့်မို့ဆရာတော့ဘာဖြစ်ပြီလဲ BC က AB နဲ့ပြိုင်တယ်ဒါပေမဲ့ဘာဖြစ်နေလဲ ဘသူက common point ဖြစ်နေလဲ B ကပါပဲလေ common point တနည်းပြော common သူပို့နှစ်ခုစလုံးမှာဘုံအနေနဲ့ပါတဲ့သူကြောင့်ဒီမှာရှိတဲ့ဒီအမှတ်သုံးပေါက်ဥစားပြန်တယ်လို့ပြောလို့များတော့ဘာဖြစ်တယ်လို့ပြောအောင်မယ် collinear ဖြစ်တယ်လို့ဆိုတော့ပြောအောင်နော်အဲ့ဒါလေးတော့ရေးပြအောင်အရင်ဆုံးဘာဖြစ်တယ်လို့ပြောအောင်မယ် BCR AB နဲ့ဘာဖြစ်လဲပြိုင်တယ်ဒါပေမဲ့ဘာရှိနေလဲ common သူပို့ပေါ့နော် B က common သူပို့နှစ်ခုစလုံးမှာဘုံအနေနဲ့ရှိတဲ့အတွက်ကြောင့်ဘာဖြစ်မလဲဒါကဘာကိုပြည်လဲဆိုတာမျိုးဆိုရင် ABC ကဘာဖြစ်တယ်လို့သိရမယ်။ Collinear ဖြစ်တယ်လို့ရှားသိရမယ်။ရမယ်နော်။သိကြည့်လိုက်ပါလွယ်ပါတယ်။တော့မှဆရာတို့ဘာပေးတာလဲ။ ABCD ဆိုတဲ့အမှတ်လေးမှအဲ့ဒီအမှတ်လေးမှမှရှိတယ်သူရဲ့ position vector A vector B vector C vector D vector D vector ၄မျိုးပေးထားတယ်။နော်ဒါ ဘယ်လိုလဲယူရသလိုဘယ်လိုလဲယူရပူဇူရင်ဘတာမလို့အိုေဘတာအိုဘီဘတာအိုစီဘတာအိုဒီဘတာဆိုလဲဒီဘတာ၄မျိုးပဲလို့သိရတယ်။သူကဒီလိုအင်္ဂလိပ်အခက်အသီးနဲ့လည်းရေးလို့ရသလိုပိုဇီရှင်ဘတာမလို့အိုအရှိရထားပြီးရေးလဲရတယ်တူတူပဲပေါ့နော်။နောက်တစ်ခါ ER ကျတော့ BC ရဲ့ mid point အလယ်မှတ်လို့ပေးရတယ်။ဒါသူရဲ့ပေးကြပေါ့နော်။ဘတာ၄ခုပေးရတယ်။နောက်တစ်ခါ E ဆိုတဲ့မှတ်က BC ရဲ့ mid point လို့ပေးရတယ်။ပရမဆရာတို့ရှာအောင်မှာဘာလို့ရှာအောင်မှာလဲ။ ပူဇီခြင်းဘဒောဤသောဘာဝရှာ။အိုဤဘဒောရှာမတာပရမမေကော။နမက်ပီယာဘာဖြစ်ကြောင်း ABED ယာဘာဖြစ်ကြောင်း Parallelogram အနေပြန်စုကဖြစ်ကြောင်းရှာသတိပြရမယ်နော်။အဲ့တော့ရှာပရမရင်ရှာမယ်။အပြီးချက်ကြီးလိုက်ပြီနော်။ E က BC ရဲ့ midpoint အဲ့တော့ဒါအောင် midpoint formula လို့ခေါ်တယ်။ဥပမာပုံချမ်းရပြောလို့ရှိရင် E ရပုံမှာရှိလေ။ E က BC ရဲ့အလဲမှာအီးရှိတော့ဒါပုံချင်းပြောတာပါဆရာအကောင်လုံးပိုးစင်းပတာရှိဆိုတော့ O ကနေရှားဆွဲလို့ရတယ်လေအဲသူပုံလေးကဒီလိုရတာပေါ့နော်ဒါဘာပတာလဲ OE ပတာအဲ့တော့ mid boy formula ဆိုရင်သူတို့က mid boy ဖြစ်လို့ဆိုတော့ဒီအချိုးနှစ်ခုတူတယ်ဒါကြောင့်မသူ formula ကဘာရလဲဆိုရင် OE ပတာလို့ခြင်း1 minus 2ပြီးရင်သူရဲ့အဲဒီအချိုးကနေမျက်နှာဆိုင်မှာရှိတဲ့ပတာနဲ့ဒီကမျက်နှာဆိုင်ရှိတဲ့ပတာနှစ်ခုပေါင်းတယ်ဒါကြောင့်ဘာရဘာနဲ့ပေါင်းရလဲ ူရဲ့မျက်နှာကြီးစံနာမှာ OB ဘက်သာပြည့်တဲ့ B ဘက်သာရှိတယ်။သူရဲ့မျက်နှာကြီးစံမှာ OC ဘက်သာဆိုတဲ့ C ဘက်သာရှိတယ်။ဒါဆို OE ဘက်သာလို့ကျင်ပုံစံဒီပုံစံမှတ်လို့ရတာပုံစံဒီဘယ်လိုဖြစ်မလဲ။1/2 B ဘက်သာ black C ဘက်သာဒါမျိုးပါဖော်မြူလာလို့ဒါ grade 11နဲ့သင်ခဲ့ရတယ်။မမှန်ပြီးတော့လည်းအခုပြန်မှတ်ပါတော့နော်။ဒီလိုရှာတော့ဒီကနေယူဒီအနာချိုးကနေရှာလို့ယူတော့ဗောနဒီလိုလိုယူတာအဲ့တော့ဒါနှစ်ခုပေါင်းအောင်ဗောနဘီဘတာနဲ့စီဘတာပေါင်းပြရအောင် အဲ့ဘီဘက်သာလဲဆရာကြီးမှာတည်တယ်စီဘက်သာလဲတည်တယ်ဘာလို့လိုက်စားသွင်းလာပါတော့သူတို့ကအရင်ဘာလို့လဲပေါင်းလိုက်အဲ့ဂျင်ပေါင်းတော့တွဲဝါဂျင်ပေါင်းတော့8ဇက်ဂျင်ပေါင်းတော့3နဲ့ negative 3ကြီးတော့0ဘာမှ3နဲ့ဘာမှ2နဲ့ဘယ်နှခါမြောက်3ကမြောက်လိုက်ရင်ဒါသူ့ပြေဆရာတို့ရတယ်ဒါနံပါတ် A ပေါ့နော်နံပါတ် B နံပါတ် B ကဘာဖြစ်ကြအောင်အနေပြစုကံဖြစ်ကြအောင် အနေပြန်စုကဖြစ်ဖို့တော့ဆိုရင်ဘာဖြစ်ရပြီလဲနော်ဥမာပုံချမ်းဆရာပြောတာပေါ့နော် ABED ပေါ့ဒါသူတန်းဆရာယူလာတယ်နော်ဘလို့ဖြစ်ခဲ့ဥဆရာ AB ပဲဒါဆရာလာတယ်အဓိကဘာနဲ့ဘာနဲ့ညင်ရပြီလဲ AB ပဒါနဲ့ DE ပဒါနဲ့ဘာဖြစ်ခဲ့ရပြီညီခဲ့ရပြီနော်အဲဒါဒီဒီလိုညီခဲ့တရုံးကို equal ပဒါလို့ခေါ်တယ် ဘာသာနှခုညီရင်ဆရာတော့ညီတဲ့ချက်ဘယ်နှချက်ရှိတာနှစ်ချက်ရှိတယ်ပြီးရင်ဘာတွေတူလဲသူရဲ့မဂနီကျူလဲတူတယ်ပြီးရင် direction လဲတူတယ်ပြီးရင်ဘာလဲဖြစ်သေးလဲပြန်လဲပြန်တယ်နော်ဘာသာနှခု equal vector ဆိုတဲ့ဒီသဘောတရားမှာဆရာတို့ဒါပြောလို့ရတာဘာဖြစ်လဲဘာသာနှခုညီတဲ့စကြောင် AB နဲ့ DE နဲ့ဘာဖြစ်လဲညီတယ်ပြီးရင်ဘာလဲဖြစ်လဲပြန်လဲပြန်တယ်အဲ့ဒါကိုဆရာတို့သဘောပေါက် ။ဘာကြောင့်ဆိုမှကိန်းဒီအစာ K အစာ1ရှိတယ်လေ။အဲ့တော့အစာတစ်ခုနဲ့ညင်ရင်အဲ့ဒီဖတာတစ်ခုဘာဖြစ်တယ်လို့ပြောလို့ရတယ်။ပြောင်းတယ်လို့ပြောလို့ရတယ်။ဒါကြောင့်ဆရာလို့ကျင်တဲ့ဒီ ABED ကအနေပြန်စုခံဖြစ်ဖို့တော့ဆိုရင်ဘာဖြစ်ကြောင်ပြနိုင်ရပြီ။ AB ဖတာနဲ့ DE ဖတာအပြင်တစ်ခုညီချောင်းပြနိုင်ရပြီ။ညီရင်ဒါပြန်ပြီးလို့အနေပြန်စုခံဖြစ်ပြီလို့မှတ်လို့ရတာပေါ့နော်။အဲ့တော့ဆရာတို့ရှာတယ်။ AB ဖတာလို့ကျင်ပါတယ်ဘာလို့လဲ။ OB ဗတာ OE ဗတာ OB လည်းတည်တယ် OE လည်းတည်တယ်အဲ့ဒီနောက 2 y ကျင်းတော့ plus ဖြစ်သွားတော့1ဇက်ကျင်းတော့2နောက်ပါရှာမယ် de ဘက်သာ oe ဘက်သာ minus od ဘက်သာသူလဲအကျင်းတော့ y ကျင်းတော့ဇက်ကျင်တော့သူတို့ကဘာဖြစ်နေပြီလဲညီနေပြီဘာသာနှခုညီရင်သူတို့ရဲ့မဂနီကျူးကျင်လဲညီတယ်ပြိုင်လဲပြိုင်ဒါရရှင်လဲသူတို့ပြိုင်လဲပြိုင်တယ်နော်ဒါကြောင့်မို့ဘာဖြစ်လဲဘာသာနှခုတူတဲ့အတွက်ကြောင့်ညီလဲညီတယ်ပြိုင်လဲပြိုင်တယ်ဒါဆိုရင်ရှားတော့ဒါအနာလေးဘက်ဆွဲတဲ့ပုံမှာ မျက်နှာစအနာတွေကညီလဲညီတယ်ပြန်လဲပြန်သူ့ဘာပုံလို့ဆရာတို့ပြောလို့ရပြီအနေပြန်စုကံလို့ပြောလို့ရတယ်ဒီမှာတော့ဆရာအဲ့လိုတွေ့တာအကယ်အဲ့လိုမတွေ့ချင်ဘူးတခြားဒီတခြားမျက်နှာစအနာကိုဆရာတို့ညီချောင်းပြလို့မရဘူးလားဆိုလိုချင်တာအခုဆရာ AB ဘက်သာနဲ့ဒီ E ဘက်သာကိုပြတယ်အဲ့အဲ့လိုမပြချင်ဘာလဲပြလို့ရတယ် AD ဘက်သာရှာမယ် B ဘက်သာရှာမယ်နော်အဲ့နှစ်ခုဘာဖြစ်ကိုဖြစ်နေမှာလဲညီကိုညီနေလိုက်မယ်ညီရဲ့စကြောင် AD နဲ့ BE နဲ့ညီတယ် AD နဲ့ BE ပြန်တယ်ဆိုရင်လည်းဒီတိုင်းပဲရှာအဖြစ်ရအောင်။ဟိုကြားတော့လောကွင်းရှိတာကိုပြောတာနော်။ကိုကြားတာတော့ကိုတော်လို့ရတယ်။သူကညီနေမှာပဲဒါကိုတွေ့ရင်လည်းရမယ်နော်။အဲ့တော့ဒီမင်းကမရှာပြောလို့ရှိရင်ပရမတ်ချာပူစီရင်ဖတာကိုရှာဖို့တော့ကဒီဒီပုံစံนี่ရှာမေဘာဖော်မြူလာကိုသိရမယ်နော်။မေဘာမေဘာဖော်မြူလာဘယ်လိုမှမဆို1.2ပုံနေပဲ။1.2ပြီးသူ့ရဲ့ဘေးကရဖတာတစ်ခုပါမယ်ပေါ့ ါရာလိုဂန်ဖြစ်ကြအောင်ကြတော့ဘာလုပ်လိုက်မြင်းနဲ့ကြည်တဲ့ဗတာတစ်ခုဘာဖြစ်ကြအောင်ပြညီချောင်းပြရင်ရပြီအဲ့ဒီနှစ်ခုသိရင်ဆရာတို့ရပြီနော်တက်ကြည့်ပါတော့ပြောတာနံပါတ်4မှာနံပါတ်4ကအင်ဇယ်နဲ့တူတူပဲလေအင်ဇယ်နဲ့တပုံစံတော့သူအမတ် ဘာသာဘယ်နှခုပြီးတာလဲအဲ၃ခုပဲပြီးတာ A ပိုသေးခြင်းဘာသာပြီးတဲ့ OA OB ဘာသာ OC ဘာသာပြီးတဲ့ A ဘာသာ B ဘာသာ C ဘာသာပြီးတာတယ်သူပါအောင်ရှာရင်လည်းပိုသေးခြင်းဘာသာ D ဆိုတော့ဒါ OD ဘာသာကိုရှာပြရမယ်ဘယ်အနေရှာပြရမလဲ ABCD က parallelogram ဖြစ်တယ်လို့ပြီးတာအဲ့တော့ ABCD parallelogram ဖြစ်ရင်ရှာဖို့ဘယ်လိုဖြစ်မလဲပုံချမ်းဆွဲကြည့်လို့ရှိရင် AB CD ဆိုဘာဖြစ်မလဲ AB ဘာသာ equal to အဲ CD သေးလို့မရအောင်နော် AB လို့ရှာလို့ရရင် DC ပဲပြရမှာနော်အဲ့ဒါမညီဘူးလားအနေမဲ့စုကံပြုလို့အဲ့ဒါဆိုဘယ်လိုပြန်လုပ်လိုက်ရပြီ OB ဘာသာ minus OA ဘာသာ equal to OC ဘာသာ minus OD ဘာသာအဲ့ဒီကမသိတာဆိုလို့ OD ဘာသာတခုပဲမသိတာအဲ့တော့ရှာတော့အစားသမီးတွက်လိုက်ရပြီအဲ့ဆိုရင်အတိုင်းပါမနော်အပီချက်ရေးတယ်ပါရဂန်ဖြစ်တယ်ဆရာ AD နဲ့ဒီလိုယူထားရနော်ဆရာ AD နဲ့ BC ယူထားတယ်အကဲမယူချင်း AB နဲ့ sorry AD နဲ့ BC ယူရကြာမှာ AD BC အကဲကောမယူချင်း AB နဲ့ DC တွက်ချင်လိုက်ရတယ်ကြိုက်သလိုတွက်ဖြည့်တူတူပဲရနော်တခြားတော့ဒီမှာတခါလေးရွှေ့တာလေဒါမှမဟုတ်ဆရာတနည်းပဲတွက်လိုက်မယ်နော်ဟိုဆရာကအိမ်စပယ်အတိုင်းပဲတွက်လိုက်မယ်အစားသွင်းမှာ OD ပဲတားနေရမှာဆရာတို့ပါသွင်းမယ်အဲ့တော့လက်တီမှရမယ်နော်လက်ပါနော်ဂျာပါတီလိုက်အော် sorry လက် d ဆိုပြီးဆရာတို့တည်မရဘူး d ကိုဘာလို့တည်လိုက် ay z လို့တည်လိုက်ဒါဆို od ပဲဒါဘာလို့ပြောရမလဲ a y z ရအဲ့ဒီမဲ့ဒါမဲ့တော့လာ minus o u ပဲဒါက2 negative 4 equal to o c ပဲဒါက3 1 4 minus o b ပဲဒါကအဲ့ဒါရှားပါလုံး h minus 2 y plus 1 z minus 4 မဟုတ်ဆိုရင် -2 0အဲ့တော့ equation မနဲ့ကြားရမယ်ဒီဘက်ရေးလိုက်မယ်နော်အဲ h 2 -2 ဆိုတဲ့ကြောင်းအဲ့ကြောင့်ရှင်ဟာ a 0နောက်တော့ဝိုင်းပလပ်ဝိုင်းအီကွဲတူ0ရနေဆိုဝိုင်းအီကွဲတူဇက်မိုင်းနပ်4အီကွဲတူ2ရနေဆိုဇက်အီကွဲတူ7သူတို့ကျနာပူဂျာဒီဆိုရင်တော့ဘယ်လိုရပြီလဲအခု0ကောမှာ negative 1 comma 6သူလိုချင်တာ position ဘာသာ OD ဘာသာမလို့ဘလို့ပြောင်းပြီးလိုက်0 negative 1ဆက်စုပြီးရှာရေးပြီးလိုက်ရတယ်ဒါမလို့အပူရှာဥပမာအတိုင်းပဲတွက်လိုက်မယ်နော်ကြည့်မယ်နံပါတ်5မှာဂျာတို့ဘာပြီးတာအမှတ်နံပါတ်ပြီးတာလဲ3မှတ်ပြီးတာလဲအဲ့ဒီ3မှတ်ဘာဖြစ်တယ်လို့ပြီးတာလဲ ကော်လီနီယာဖြစ်တယ်လို့ပြောတာကော်လီနီယာဖြစ်ရင်လည်းဘာအစားနဲ့ပဲပြီးညားမယ်ဂိမ်းတွေအစားနဲ့ပြီးညားမယ်ဒါပေမဲ့ဘာမှတ်ပါကွန်မွန်ပွိုင်ဘုံမှတ်တော့တခုပါပြရမယ်နော်အဲဆရာကြီးမသူ့ရဲ့ဒီ point ကို vector phone ဖြစ်ပြန်ပြီးပြောင်းရတာပြီးချက်နေပြန်ရင်းလိုက်တယ်မဆရာကြီးမသုံးလိုက်ဘာသုံးလိုက်မယ်မ air and vector equal to k k air vector common wi ဘာသူပါလဲ air ပါတယ်နော်အဲ့မှာဆရာပြန်ပြောင်းအောင်ပေါ့ l n vada သို့ပါရဲပါတော့ o m vada minus o l vada k m မှာကကြတော့ o l vada minus o k vada ပြီးသူရဲ့တန်ဖိုးစားသိင်းနော်စားသိင်းပါလုံးမယ်နှုတ်ဒီမှာတော့ပါရမယ် a minus 4 5 b minus 7ဒီဘက်က3ဒီမှာ plus ဖြစ်ပြီနော်အဲ negative 2 7အဲ k နဲ့ပါလောက်လိုက်မြောက်လိုက်နော် ီးရင်ရှားဝတ္တာတွေ equal ဝတ္တာဘာချင်းပင်းကြီးအဲ့ချင်းပင်းကြီးဝါချင်းပင်းကြီးအဲ့ဒါဒီကနေ့ဘာရပြီ k ရပြီ k ပလာရမယ် minus negative 5 by 2ပေါ့အဲ့ဒီ negative 5 by 2ဒီမှာဆိုရင် a ရမယ်ဒီမှာဆိုရင် b ရမယ်နော်အဲ့ရှားဒီမှာအဲ့ဒါရှားဒီဘက် equation မှာတွင်လိုက်တော့ k နာမှာ negative 5 by 2တွင်တယ်အဲ့တော့ဒါပိုင်းကင်းနဲ့ပဲရအောင်ပါနော်ဒါအေးရမယ်ပြီးရှားပညာမှာလည်းဒီကိညာမှာ negative 5 minus တွင်ပြီးရှင်းလိုက်ရင်ပါရမယ်ပြီးတယ်မို့ရအောင် ဒါကိုရှင်းလာပြရလေဆရာဆက်မပြောတော့အဲမရှင်းတဲ့လည်းကရူတာနဲ့နော်လိုချင်တဲ့အိမ်နဲ့ပြရတယ်ပေါ်ပိုက်သူကဆရာတော့ဘာကြောင်းတရားမှာလဲအန်ငယ်နော်ဓာတ်ရီရှာမဆရာတို့ဘယ်ဘယ်ကြောင်းမှရှိတဲ့ဓာတ်ဆိုဗတာနှစ်ခုကြောင်းမှရှိတဲ့ဓာတ်ကိုရှာဒါတစ်ပိုင်းပဲနော်ငါးတစ်ပိုင်းကဘာဘရိုဇာကိုရှာမယ်စကေလာဘရိုဇာနော် စကလာဘရဒါတော့ great level နဲ့ဖိစမာတင်ခဲ့ဘူးလေနော်ဒီမှာတော့ကိုပို့ပြီးတော့တင်ရမှာပေါ့စကလာဘရဒါကိုနောက်တစ်မျိုးပါဘရဒါလို့ခေါ်တယ်ဟုတ်ဟုတ်တော့တော့ဘရဒါလို့ခေါ်တယ်နော်အဲ့တော့အခုဆရာတော်ကဒီပုံမှန်ဆိုရင်တော့ဒီမှာတင်ရမှာ3 dimension တွေပဲတင်ရမယ်တွေ့ရပုံသဏ္ဍာန်တွေ့တော့လွယ်အောင်ဆိုပြီးတော့အရင်ဆုံး2 dimension နဲ့အရင်စဉ်းစားမယ်နော် အဲဧဝတာနဲ့ပြပတာဆိုတော့ဗတာနှစ်ခုကြားမှာရှိတဲ့အငယ်တီတာဆိုတော့တောက်ကိုဆရာတွက်ဖို့စဉ်းစားတော့ပါပဲเนาะအရင်ဆုံးကိုဘတာကို let ယူစားလိုက်တယ် o ဧဝတာ a ရဲ့ position ပြခြင်းနဲ့ position ဗတာ o ဧဝတာ small letter နဲ့ယင်ဧဝတာပေါ့အဲ့ဒါ x1 y ဖြစ်ပါစေ o ပြဗတာ b ဗတာက x2 y ဖြစ်ပါစေတီတာကကြတော့သူတို့ရဲ့ကြားမှာရှိတဲ့တောက်ဖြစ်ပါစေပေါ့အဲ့တော့ဒါဆရာတို့ဘာ root တောင်းလိုက်ရဲ cosine root ကိုစားရုံးမှာဆရာတော့ပုံတင်ရဘယ်လိုရှိလဲဆိုရင်ဒီမှာပေါ့နော်ပုံတင်ရဒီကနေဆရာတော့ပြောမှာအပြောခင်ဆရာတော့ဘယ်လိုယူရလဲဆိုရင်အလွယ်ဆရာရင်ပြောမယ်သတိက ABC ရှိတယ် A B C A ရဲ့ထိတ်ဆုံးမဲ့မျက်နှာကြည့်စံအနာက small a B ရဲ့ထိတ် B ဆိုတဲ့ထိတ်ဆုံးမဲ့မျက်နှာကြည့်စံအနာက small b C ဆိုတဲ့ထိတ်ဆုံးမဲ့မျက်နှာကြည့်စံအနာက small c A ရဲ့တောက်က alpha B ရဲ့တောက်က beta C ရဲ့တောက်က gamma အဲ့မှာ cosine root ဆိုတာဘယ်လိုလဲဆိုတော့ဥပမာဆရာ a square ကိုလိုချင်ရင်ဘာနဲ့ဘာနဲ့ပေါင်းမယ်ကြံနာတစ်ခုကိုနှစ်သက်တင်ပေါင်းအဲ့တော့ဘာဖြစ်လဲ b square c square ပြီးရင်သူရဲ့မြောက်ချင်းနှစ်ဆောက်နှုတ်ပေးမယ် minus 2bc ဟလားပြီးရင်ဘာရှိလဲ cos ဘာဖြစ်လဲ ever အဲ့တော့ဆရာဘာဖြစ်လဲနောက်က b square ဆိုရင်ရော b square ကိုကျွဲသူကြံနာတစ်ခုပါ ဘာနဲ့ဘာနဲ့ပေါင်းမယ် a² c² minus အလားပြောင်းခြင်းနဲ့စားဆိုတော့ 2ac ပြီးရင် b ရဲ့သားကိုပါထားပြင်မယ် cos b သား c² equal to ပါပြင်မယ်ကျန်တာနဲ့ထပ်ပါ a² b² minus ပြောင်းခြင်းနဲ့စားနှုတ်မှုဆိုရင် 2ab ပြီးရင် cos gamma ဟာလားဒီပုံစံကြီးဆရာတော့တော်ပါမှာအခုဆရာတို့ဘာကိုရှာမလဲဆိုတော့ ဒီတိတာကိုဆရာဖို့အတွက်အေးဆုံးပါအောင်နှစ်သက်တင်လိုက်ရကြ AB square နော် AB square ဆိုဘယ်နားနှစ်ခုကိုနှစ်သက်တင်ပါကြံနားနှစ်သက်ပြတဲ့ OA square နဲ့ OB square နော်ငါလေးဆရာလိုချင်တာပါလိုချင်တာလေ AB square လိုချင်တာ equal to OA square plus OB square ဆိုတာကြံနားနှစ်ခုနှစ်သက်တင်ပါပြီးရင်သူ့ဘယ်ပါဖြစ်လဲမြောက်ချင်းနဲ့စောက်နှုတ်တော့ minus 2 oa ob into cos theta ကြာပြောရဲကြာခုပြောရဲ ab တို့ oa တို့ပဲပြောရဲဆိုတာအခုပြတာ vada vada တွေကိုရှားပြလဲအဲ့လို ab တွေ oa လိုချင်ဘာလောက်ရလဲမဂနီကျူတဲ့ထဲရတယ်မော်ဂျူလာတဲ့ထဲရလေဆိုလိုချင်တာကဘာလဲမော်ဂျူလာဆိုတာ ab vada ဆိုတာဘာနဲ့တူလဲ ab နဲ့တူလို့နော်ဒါကြောင့်မို့ဆရာတို့ဒီမှာ မဂရီကျွအေဘီဘတာဒိုးစကွဲဆိုတာဘာနဲ့တူတူပဲလဲ AB နဲ့တူတယ်ဒါကြောင့် AB စကွဲတော့ AO စကွဲဒါကြတော့ OB စကွဲအဲ့လိုဆရာတော့သိအောင်ဟုတ်မလားအဲ့တော့ဆရာတော့ဒီမှာအခုကဒီ AB စကွဲတော့ OA စကွဲတော့မလို့ဒါဗတာနဲ့သွားမှဖြစ်တဲ့ဆိုကြောင့်တခါလေးပြောင်းလာတယ် AB ဆိုတာဘာနဲ့တူလဲ modular ဆို AB ဘတာအဲ့လိုပဲ OA ဆိုရင် modular ဆို OA ဘတာ OB ဆိုရင် modular ဆို OB ဘတာဆိုပြီးဆရာတော့သိအောင် အဓိကဆရာတို့ဒီမှာရှာမှာအဓိကဓာတ်ကိုရှာမလားဒီတီတာကိုရှာတော့ရှာမဲ့ပုံစံတွေဖြည်းဖြည်းချင်းကအဲ့တော့ AB ဘက်တာဆိုရင်ဗာလဲဗာနှုတ် OB ဘက်တာ minus OE ဘက်တာဆိုပြီးပြောင်းလို့ရတယ်နော်အဲ့တော့ OB ဘက်တာ minus OE ဘက်တာဆိုတော့ OB ဘက်တာက B ဘက်တာ OE ဘက်တာက A ဘက်တာအဲ့တော့ modulus ဆိုတာ B ဘက်တာ minus A ဘက်တာဒို square ဒီမှာလည်းအဲ့လိုပဲစာသွင်းတယ် OE ဘက်တာနေရာမှာ A ဘက်တာ OB ဘက်တာနေရာမှာ B ဘက်တာအဲ့တော့ဒို square တွေစာသွင်းပြီးဒီမှာလည်းစာသွင်းလိုက်တာပေါ့နော် အဲ့တော့ဆရာကြီးမှာပါပေးရလဲ b ဘတာက x 2 y 2 a ဘတာ x 1 y မလို့ b ဘတာ a ဘတာဆိုဘာနဲ့တူမလဲ x 2 x 1 y 2 y 1နဲ့တူတယ်เนาะအဲ့ဒါတွေဆရာတော့အကုန်လုံးအစားသွင်းတယ်အစားသွင်းလိုက်တော့ဘာပြောရလဲဆရာဒီ b ဘတာ a ဘတာနေရာဘာအစားသွင်းလဲ x 2 x 1 y 2 y 1เนาะသူ့ဘတာပြီးတော့မှ those square တင်တယ်အဲ့တော့ဆရာတို့ဘယ်လိုသိရမလဲ ဗတ္တာမှာဒါမှဗတ္တာတခုပါနော်ဧဝတာဆရာတော့ xy ဆိုပါဆိုဆရာတို့ဘာလို့ရှာမလဲမဂနီကျောဧဝတာလို့ခြင်းဘယ်လိုရှာရလဲဧဝတာဘိုင်းကိုကို square root of ဟုတ်တယ်မဂနီကျူးလို့ခြင်းဘာလို့ရလဲထရီဂိုမာဆိုရင်အောက်ရှာတာလေ square root of a square plus y square နဲ့ရှာအဲ့ဒါကိုမှတ်တာနော် a ဘာသာ a y ဆိုရင်မဂနီကျော့ a ဘာသာဆိုရင် square root of a square y square ဒါဆိုရင်ဆရာတို့ကမဂနီကျော့ a ဘာသာဒို square ဆိုဘာဖြစ်အောင် a ဘာ root ပြအောင်ပါဗောဘာပဲကြံတော့မယ် a square plus 1အဲ့ဒါအောင်မြင်ရမယ်ဒီမှာလဲဆရာတို့ကြည့်လိုက်မဂနီကျော့ b ဘာသာ- a ဘာသာဒိုးစကွဲဆိုတာ b ဘာသာ- a ဘာသာရဲ့တန်ဖိုးကိုမလုပ်ပြုံးမလဲနှစ်သက်တင်ပေါင်းပြုံးမယ်ဒီမှာကြည့်လေ a ဘာသာက x ဘာဆိုရင် magnitude of a ဘာသာဒုစကောဆိုပါလေ x2 y2 သူရဲ့ component တွေကိုဘာလုပ်ပေးနှစ်ထပ်တင်ပေါင်းပေး square မပိုင် root တင်20တင်ပေါင်း square ပိုင်ရင်ဘာပဲလဲနှစ်ထပ်တင်ပေါင်းပဲဒါကြောင့်မို့ဒီမှာ magnitude of b ဘာသာ minus a ဘာသာဒုစကောဆိုဘာဖြစ်မလဲနှစ်ထပ်တင်ပေါင်းဘာနှစ်ထပ်တင်လဲ x component နှစ်ထပ်တင်ပေါင်း y component နှစ်ထပ်တင်ပေါင်း equal to magnitude of a ဘာသာဒုစကောဆိုရင်ဘာရမလဲ ဧဘဒာတံဘောကဘာသိတာလဲ h1 y1 အဲ့ဒါကိုဘာလုပ်မလဲနှစ်ထပ်တင်ပေါင်းအဲ့တော့ဘာရမလဲ h1 square plus y1 square ပြီးရင် plus ဒါအစားအစားသွင်းနေတာနော်မဂနီကျောပြီးပဲဒါဒို square ဆိုတော့မဂနီကျောပြီးပြီးပဲဒါကဘာသိတာလဲ h2 y2 2ဆိုတော့မဂနီကျူးတင်ပြီးနှစ်ထပ်တင်တဲ့ခါကျတော့ဘာရမလဲ a2 square plus y2 square ပြီးရင် minus 2ဒါဒီတိုင်းပြန်ကူးရနော် မဂရီဂျောအေဘတာမဂရီဂျောဘီဘတာကော့စတီတာရမှာဒါအောင်နားလဲမှာဒါအောင်သိရပြီနော်ဒါအောင်သဘောပေါက်အောင်ရပြီဘတာရဲ့ဘတာပြီးရတဲ့သူ့ရဲ့မဂနီကျူနရက်သိချင်သူ့ရဲ့ကုံဝန်းနာမှာဘာလောက်လိုက်ရပြီနှစ်ထပ်တင်ပေါင်းလိုက်ရပြီအဲ့ဒါကိုဆရာတို့ဆက်ရှင်းလိုက်တဲ့အခါမှာဘာရလို့ဆိုတော့ဒါရမှာနော်ဒါပဲကြံတော့ဟို h1 h2 ပြရမှာနော် +112 ဘာကြောက်တာပဲကြောက်ဆိုသူ့ဆရာတော့ဖြစ်တယ်ဘာရမပြောရှေ့ကိန်းနဲ့ထက်82 square အနောက်ရှင်းနာမကျင်းနစာ2 x1 82လို့ပြီးလိုက်မယ်နော် plus နောက်ကိန်းနဲ့ထက်ဆိုတော့ x1 square အပေါင်းရှေ့ကိန်းနဲ့ထက် y2 square အနောက်ရှင်းနာမကျင်းနစာ2 y1 y2 plus နောက်ကိန်းနဲ့ထက် y1 square အဲ့ဒါရအောင် equal to ဒီဘက်ဟာရှိတယ်နော်အဲ့တော့ဘာဖြစ်သွားလဲပေါ့ ဘာပြောရလဲကြည်သွားတာပေါ့ h2 square h2 square a1 square a1 square y2 square y2 square y1 square y1 square အားလုံးကြည်သွားအဲ့တော့ဘာကြံလဲ minus 2 h1 h2 ရဲ့ minus 2 y1 y2 ရဲ့ကြံတယ်အဲ့ဒီအရင်ဘာပုံထုတ်လိုက် minus 2ပုံထုတ်လိုက်ရင်ဘာကြံလဲ h1 h2 plus y1 y2 ကျန်တယ်ဒီဘက်ချက်မှာပါကျန်လဲ -2 mod a ဘတာ mod b ဘတာ cos θ အဲ့တော့ပါကြည့်ွားလဲ -2 ကြည့်ွားတဲ့ခါမှာ b equation ရလာရမလား तू อ่ะဒီအဆင့် तू อ่ะကြော်လိုက်တယ် तू မလုပ်တော့ तू simplify ရှင်းဆုံးလုပ်လိုက်ရင်ဒါရတယ်ဆိုပြီးတော့ပြောတာအဲအဲ့ဒီကနေမှဆရာတော့ရှာမှာ θ ကိုရှာဖို့အတွက်တွက်နေတာဖြစ်တဲ့အတွက်ကြောင့် cos θ ခြံခြံခြံခဲ့လိုက်တယ်အဲ့တော့ မောဣဘဒာနဲ့မောဣဘဒာဟုတ်ပါတော့ဘာလို့လိုက်လဲစားလိုက်ရင်ဒီကုရှင်းရလာနော်ဒီဒီရလာပြီနော်ဒါဆိုရင် cos theta ကိုသူဘာရပြီ x1 h2 y1 y2 by more a better into more b better ပေါ့နော်အဲ့ဒီအရင်တပြေးပြေးဆက်သွားအောင်မယ်ဒီကြီးတော့ဆရာတို့သိနေပြီအဲ့ဒီကနေပြီးတော့မှဆရာတို့ကဒီ x1 h2 y1 y2 ကိုဘယ်လိုပြောင်းရေးလိုက်လဲ evada.product bivada လို့ပြောင်းယူလို့ရတယ်နော်ဆိုလိုချင်တာ evada.product bivada ဒါနဲ့တူတာပေါ့နော်အဲဆိုရင် x1 ဒါတူပြင်မယ်နော် x1 x2 plus 1 1တူညအောင်ဆိုတော့ဘာကိုစားသွင်းလိုက်ရမလဲဆိုရင် evada.bivada ကိုစားသွင်းလိုက်ရအောင်အဲ twin ကြည့်လိုက်မယ်အရင်ဆုံးပုံစံကြီးထောက်ပါပြီပေါ့ဘယ်လိုရမလဲ cos θ ဒီဘက်သူ x1 x2 plus 1 1တူညမှာဘာဖြစ်ပါပြီ evada.bivada အောက်မှာကပါလဲ မောဧဝတမောပိဝတအဲ့ဒါသူပုံစံနေပဲဆိုလိုချင်တာကဘဒါနခုဂျာကဓာတ်ကိုလိုချင်အပေါ်မှာဘဒါနခုကိုဘာလုပ်မလဲဒေါ်ဘရဒါယာအရင်မြောက်မယ်ပြီးရင်တရေဝတာတွေဘာလုပ်မလဲမဂနီကျူးရှာပြီးတော့ညပြီးတော့ပြန်စားပေးမယ်အဲ့တော့ဆရာတော်အခုကဘဒါတွေတူးတာမေရှင်းနဲ့ပဲပြောလာအခုဘာဘာနဲ့ပြန်ချဲလိုက်မလဲသဘောဇက်ပြန်ဘာမှမကောက်လीဇက်ပြန်ပို့လာမှာခဏကဧဝတာကအိမ်ဆောင်ပါပဲရှိတာလေအခုဘာပြောရလဲ ဇဝိုင်းနေပို့လာတာပါနော်တက်သူတွေပို့လာတာဒါဆိုလက္ခဏာကပုံတိမပါပဲလေ x1 x2 x1 2ပဲမဟုတ်လားဥပါထပ်ပို့လာဇဝိုင်းဇက်သူပို့လာတာပေါ့အဲ့လိုပဲ dot product ကိုရှာတဲ့စီမှာလဲဘာပေါင်းတာပို့လာမယ်ဇဝိုင်းဇက်သူပေါင်းတာပို့လာနော်ဒီမှာဒါလေးပို့လာအဲ့ဒါဆိုရှာတော့ဘာလုပ်လိုက်မယ် အော်ဘာမလို့ခင်ဒါလေးဘယ်လိုခေါ်လဲမှတ်လားဧဝဒါဒေါဘရဒါကိုဘီဝဒါကိုဘာလို့ခေါ်လဲတီလာဘရဒါလို့လည်းခေါ်သလိုဒေါဘရဒါလို့လည်းခေါ်တယ်နော်ဒါကြောင့်မို့အခုရတဲ့ဖြေလို့ရှားပြန်ပြေးလိုက်ဒီပုံစံကြီးရလိုက်ပေါ့နော်အဲကောစီတာလို့ညင်ပုံစံကြီးကပါလေဧဝဒါဒေါဘရဒါဘီဝဒါပိုင်းမောဧဝဒါမောဘီဝဒါပေါ့အဲ့ဒီကနေပြီးရှားတော့ဒေါဘရဒါပြန်လို့ညင်တော့မောဤဘုံမောဘီဟောဘဒါပါတလို့လို့ရတယ် မျှလိုက်လို့ရတယ်ဒါလို့လဲဆရာတော့ရေးလို့ရတယ်တဘောကနှမျိုးတိတာအောင်ရှာခြင်းဒါလို့တခါတည်းတန်းရှာအကိမ်းမဟုတ်ဘသာနှခုရဲ့ drop product လို့ခြင်းဒါလို့ရှာပေါ့ဘသာနှခုရဲ့ drop product ကိုရှာတော့နှမျိုးရှိမှာပေါ့နော်ဒါလို့လဲရှာလို့ရတယ်ဒါကဘလို့လောက်တာပဲလေအဲ့ component ခြင်းမြောက် y component ခြင်းမြောက် z component ခြင်းမြောက်ပြီးပါလို့ပြီးပါလိုက်လို့ရှိရင်သူရဲ့ drop product တန်ဖို့ရတယ်ဒါလို့လဲရှာလို့ရသလိုအကိမ်းဒါသူရတံပိုးကနေဒီအောက်က mob a mob b နဲ့ cosita မျှလက်တံပိုးနဲ့ရှာလို့ရတယ် ဒီသုံးဆရာတို့သိတာပါเนาะဒါပါเนาะ